thank you မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်သတင်းများကိုတင်ဆက်ပေးပါမယ်မေအောင်လိုင်းအလို့ကြာဒုဖို့ချုပ်ကြီးကျော်စွာလင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ဘုံများမှမင်းသားနှောက်ဦးရဲ့နာမည်ပေးခံရတဲ့စစ်ဘုံချုပ်တအုပ်ရှိပါတယ်ဒုဖို့ဘဝမှဘုံချုပ်ဖြစ်တဲ့ဒီစတက်ထဲမှာရုပ်ရှင်မင်းသားလိုနေထိုင်ခဲ့ရတဲ့အတွက်ဒုတိယဘုံချုပ်ကြီးကျော်စွာလင်းကိုနေတိုးဓမ္မမုတ်ပြည်တည်ဦးလို့စစ်ဘုံချုပ်တချို့ကနာမည်ပြန်ပေးထားကြတာဖြစ်ပါတယ်ဒါအပြင်ဒုတိယဘုံချုပ်ကြီးကျော်စွာလင်းကိုလက်ရှိစစ်ကောင်းဆောင်များအလို့မှာစစ်တပ်ကိုဦးဆောင်မယ်သူလို့လည်းထင်ကြီးပေးခံရသူလည်းဖြစ်ပါတယ် တယ်။လက်ရှိအချိန်မှာဒုတိယမိုးချုပ်ကြီးကျော်စွာလင်းကစီဦးစီအရာရှိချုပ်ကြီးနဲ့စစ်တောက်ချုပ်တာဝန်တို့ကိုပူးတွဲတာဝန်ယူထားပါရယ်။စစ်တပ်ကတော့ပတ်စဉ်35 DSC 35ကျောင်းစဉ်ဒုတိယမိုးချုပ်ကြီးကျော်စွာလင်းကအရာရှိငယ်ဘဝကမကြသေးခင်ကလက်စားမှုနဲ့ဖမ်းဆီးထောင်ချခံရသူဒုတိယမိုးချုပ်ကြီးမိုးမြင့်ထွန်းလက်အောက်မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါရယ်။ ဒါအပြင်နိုင်ငံတော်ညင်ဝုတ်ပြည်ပြမှုတီဆောင်ရေးဘွဲ့နဝတာခေဒုတိယစစ်ကောင်ဆောင်ဗိုလ်ချုပ်မောင်ကြီးရဲ့ကိုယ်ရေးအရာရှိလုပ်ခဲ့သူလည်းဖြစ်ပါတယ်မုံမြင့်ထွန်းကဗိုလ်ကြီးကနေပုံမှုအပွင့်တင်ဖို့နေကိုစင်ရတဲ့ကာ ဒူးချုပ်ဘူချုပ်မောင်အေးကိုရင်ရာရှိနေရကိုကြော်စွာလင်းကိုထားခဲ့တာလို့စီရင်လိလာသူတအုပ်ကဆိုပါတယ်။ဘူကြီးဘွားမှာစင်ယုံချုပ်ရဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးတရင်မှုဖြစ်တဲ့အခါမှာလေနေပြည်တော်ပြင်မနာအနီးရှိခမာရ431မှာတရင်မှုတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ပြင်မနာမြို့နီမရှိတဲ့နေပြည်တော်တိုင်းစစ်ဌာနချုပ်လက်အောက်ခံခမာရ431တရင်ကရှေ့တန်းထွက်စစ်တပ်ရတဲ့တရင်မျိုးမဟုတ်နေပြည်တော်လုံခြုံရေးကိုသားတာဝန်ယူရတဲ့မျိုးဆောင်တပ်သားဖြစ်ပါတယ်။အဲဒီမှာတစဉ်ဘုံမှုကြီးရာလူတော်ပြီးတရိကန်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိတာချင်းလေးမှာပြူဟာ င်မှုတာဝန်ထမ်းဆောင်ခဲ့ပါတယ်အဲ့ဒီအချိန်ကတိုင်းမှုမှာလက်ရှိနေပြည်တော်ကောင်စီဥက္ကဋ္ဌတာဝန်ယူထားတဲ့ဦးတန်းထွန်းဖြစ်ပါတယ် ဒရီကန်ဒေတာတိုင်းစစ်ထနာကျုံမှာဗျူဟာမှုဖြစ်တဲ့အချိန်ကလည်းပါတိုက်ပွဲမှမရှိတဲ့အချိန် RCSS ရှမ်းပြည်ပြန်လဲထူထောင်ရေးကောင်စီနဲ့အချို့နေရာတွေမှာစိုင်ထားရတာလောက်ပဲရှိရလို့ CDN ဗိုလ်ကြီးတအုပ်ကဆိုပါတယ်။တာချီလေးဗျူဟာမှုယာရုကလက်လာပများစွာရရှိရနေရဖြစ်ပါတယ်။ဗျူဟာမှုကမွေးညင်စေဝါတရားမဝင်ကုန်သွယ်မှုနဲ့ကာစီနိုလုပ်ငန်းများမှာလက်လာပများစွာရရှိကြပါတယ်။အဲဒီမှာတဆင့်နေပြည်တော်ပြင်မနာမြို့အနီးရှိသဲဖြူကျေးရွာအခြေဆိုင်အမှတ်ကျောက်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်မှာဌာနချုပ်မှုတက်မှမှုတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ။ MH6 စစ်စင်ရေကုတ်ကဲမှုဌာနချုပ်ကနေပြည်တော်မြို့လုံခြုံရေးကိုတာအဓိကတာဝန်ယူရတဲ့တပ်မတစ်ခုဖြစ်ပါတယ်။တပ်မမှုဗိုလ်မှူးကြီးယာရုမှဗိုလ်မှူးချုပ်ယာရုတိုးတဲ့အခါနေပြည်တော်စစ်ရုံးချုပ်မှစစ်ဦးစီး ပုံမှုချုပ်ဖြစ်လာခဲ့ပါတယ်။ပိုချုပ်ကြွာစွာလင်းကစစ်တပ်မှဒုပုံမှပုံမှုကြီးရာထူးရရှိတဲ့အထိစစ်မတိုင်ခရပင်စည်ယုံချုပ်နဲ့နေပြည်တော်နီးတစ်ဝိုက်မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။စစ်တပ်ထဲမှာတက်တောင့်တက်တာနဲ့ဝင်ငွေကောင်းတဲ့နေရာတွေမှာသာတာဝန်ထမ်းဆောင်ခဲ့ရပြီးမင်းသားလိုစစ်တပ်ထဲနေခဲ့ရသူဖြစ်ပါတယ်။စေဦးစီးပုံမှုချုပ်ဖြစ်လာတဲ့ပုံမှုချုပ်ကြွာစွာလင်းက 2019ခုနှစ်ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ရိုဟင်ဂျာရေးမှမြေပြင်တပ်များကိုအမိန့်ပေးခဲ့သူများနဲ့တူဖြစ်ပါတယ်။စီအိုစီဗိုလ်မှူးချုပ်ယာရုကတက်ချုံနဲ့ဒုတိယတက်ချုံနဲ့စစ်မြေပြင်တပ်မှုများကြားချိတ်ဆက်ဆောင်ရွက်ပေးရသူဖြစ်ပါတယ်။2019ခုနှစ်ကဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းရိုဟင်ဂျာရေးမှစစ်စင်ရေးအထူးဖွဲ့နဲ့အနောက်ပိုင်းတိုင်းတိုင်မူဗိုလ်ချုပ်မမောင်ဆိုးတို့ကိုစစ်ကောင်ဆောင်ကအရေးယူခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကအမိန့်ပေးသူဖြစ်တာဝန်ရှိခဲ့သူဗိုလ်မှူးချုပ်ကျော်စွာလင်းကအရေးယူခြင်းမခံရပါဘူး။တကယ်အမိန့်ပေးတဲ့ ဲမှာကြော်စွာလင်းလဲပါရင်မင်းအောင်လိုင်ကသူ့လူရင်းဖြစ်လို့ထင်နေအရေးမယူတဲ့အပြင်ရခိုင်ရေးပြီးတော့ယာရုပါတိုးပေးလိုက်တယ်လို့ရခိုင်ပြည်နယ်ရိုဟင်ဂျာရေးစာရန်ပြုစုသူတအုပ်ကဆိုပါတယ်2020ပြည်နှစ်မေလကတက်ချုံမင်းအောင်လိုင်ကိုစစ်တောင်ချုပ်ဒုတိယပို့ချုပ်ကြီးကျော်စွာလင်း ကိုဗစ်ကာကွယ် PPE ဝတ်စုံထုတ်လုပ်မှုပြသနေတဲ့ပုံတွေကိုလည်းထွက်ပေါ်လာခဲ့ပြီးဗိုလ်ချုပ်ကျော်စွာလင်းက2018ခုနှစ်မှာမန္တလေးမြို့အခြေဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်လာခဲ့ပါတယ်။ဗိုလ်ချုပ်ကျော်စွာလင်းတိုင်းမှုဖြစ်တဲ့အချိန်မှာပြည်ဦးလွေမျိုးရှိစစ်အင်ဂျင်နီယာတက်ကတော် DSDA ကိုတောင်မြူသားလွတ်မြောက်ရေးတပ်မတော် DNL ဖွဲ့ကရှော့တိုက်တုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။တိုင်းမှုတာဝန်နဲ့နနစ်ခန့်ထမ်းဆောင်ပြီးရောက်ဒုတိယဗိုလ်ချုပ်ကြီးရာလူတိုးပေးကစစ်တောင်းချုပ်တာဝန်ပေးခဲ့ပါတယ်။မြန်မာစစ်တပ်မှာတိုင်းမှုတုံးဟာနေဆောင်၃နှစ်ခန့်တာဝန်ထမ်းဆောင်ကြရပါတယ်။ဒါပေမဲ့ဗိုလ်ချုပ်ကျော် စွာလင်းတဦးသာတိုင်းမွန်းတာဝန်နှစ်နှစ်ထမ်းဆောင်ပြီးဒုတိယဘူချုပ်ကြီးဖြစ်လာခဲ့ပါတယ်။ဘူချုပ်မူကြီးမြောင်လိုင်က2020ရွေးကောက်ပွဲမှာကြံ့ခိုင်ပါတီနိုင်ရင်သူတမရလုံးမင်းအဲ့ဒီချိန်မှာတက်ချုပ်အတွက်မိုးမြင့်တို့ဒုတိယတက်ချုပ်အတွက်ကျော်စွာလင်းကိုရထားတော့ကျော်စွာလင်းကိုနှစ်နှစ်ထင်းနဲ့ဒုတိယဘူချုပ်ကြီးတင်ပေးလိုက်တာလို့စီရင်လိလာသူတဦးကဆိုပါတယ်။ဘူချုပ်မူကြီးမြောင်လိုင်ကနဝတခင်မှာဒုတိယဘူချုပ်ကြီးစဖြစ်တဲ့အချိန်ကဒုဘူချုပ်ကြီးရဲ့မှာအသက်အငယ်ဆုံးဖြစ်ပါတယ်။အလားတူဘူချုပ်ကျော်စွာလင်းကလည်းဒုတိယဘူချုပ်ကြီးဖြစ်တဲ့အချိန်မှာအသက်ငယ်ဆုံး ောဒုတိယဗိုလ်ချုပ်ကြီးဖြစ်ပါတယ်ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းကစစ်ကောင်းဆောင်နဲ့သူမိသားစုအကျိုးစီးပွားအတွက်အဓိကလှုပ်ဆောင်ပေးသူဖြစ်တဲ့အတွက်ဗိုလ်ချုပ်မှုကြီးမရနိုင်ကသဘောကျခြင်းဖြစ်ပါတယ်ဒုကျင်ရဲ့အရေးချင်းမရှိတော့လဲစစ်ကောင်းဆောင်ခိုင်းတဲ့အတိုင်းလှုပ်ပေးသူလည်းဖြစ်ပါတယ် စစ်တောက်ချုပ်ရာထူးကစစ်တပ်မှစီးပွားရေးအခွင့်အလမ်းအများဆုံးနေရာဖြစ်ပါတယ်။စစ်တပ်နဲ့ပတ်သက်ပြီးစီးပွားရေးလုပ်ငန်းလုပ်ကိုင်တဲ့လုပ်ငန်းရှင်တွေကစစ်တောက်ချုပ်နဲ့အဓိကဆက်ဆံကြရပါတယ်။ဒီလိုသောနေရာမျိုးကိုစစ်ကောင်းဆောင်ဆက်ဆက်သူတို့ယုံကြည်ရတဲ့သူတွေကိုသာခန့်အပ်ခဲ့တာပါ။ဗိုလ်ချုပ်မူကြီးမြောင်လိုင်က2020ရွှေကောက်ပွဲမှာတမရဖြစ်ဖို့ကြံ့ရွယ်ခဲ့သူဖြစ်ပါတယ်။ရွှေကောက်ပွဲမှာပြည်ထောင်စုစံခိုင်နဲ့ဖွံ့ဖြိုးရေးပါတီ USDP အနိုင်ရပါကဗိုလ်ချုပ်မူကြီးမြောင်လိုင်ကတမရလုပ်ဖို့ရည်ရွယ်ထားတဲ့အတွက်စစ်တပ်မှသူ့အရေးအယံဆက်ခံမဲ့သူများကို2020ပြည်နှစ်မှာရှာထားခဲ့ပါတယ်။ တယ်။ဘိုးကျုံမူကြီးမရောက်နိုင်ကသူတမရဖြစ်တဲ့အခါတက်ချုပ်ဖြစ်ဘိုးကျုံမုံမြင့်တော်ကိုယာတာပြီးဒုတိယတက်ချုပ်ဖြစ်ဘိုးကျုံကျော်စွာလင်းကိုယာတာခဲ့ပါတယ်လို့စီရင်လီလာသူများကယုံကြည်ထားပါတယ်။ဒါပေမဲ့စစ်ကောင်းဆောင်ရဲ့အရှိုင်းအရာကိုစက္ကန့်ပိုရှားထားတဲ့ဒုတိယဘိုးကျုံကြီးမုံမြင့်တော်ကိုမကြသေးခင်ကအာဂတိမှုနဲ့ထောင်တန်းအနှစ်20ချမှတ်လိုက်တယ်။စစ်ကောင်းဆောင်ကသူ့ရဲ့ညာလယုံဖြစ်တဲ့ဒုတိယဘိုးကျုံကြီးမုံမြင့်တော်ကိုဖယ်ရှားလိုက်ပြီးရင်နောက်ဘသူ့အမမယုံကြည်တော့တဲ့အခြေအနေဖြစ်လာတယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။ ဒါကြောင့်လည်းသူ့ရိုင်းရာကိုဆက်ခံမဲ့သူကိုရွေးချယ်ရခက်ခဲနေခဲ့ပါတယ်လက်သွားတဲ့စစ်တပ်ထိတ်တန်းရာလူဖြစ်တဲ့စီဥစီရာရှိချုပ်ကြီးရာလူအတွက်ယခုအချိန်ထိမခံမနိုင်သေးပါဘူးလလုံးစင်မှာစစ်တောင်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုစစ်တောင်ချုပ်နဲ့စီဥစီရာရှိချုပ်ကြီးရာလူကိုပူးတဲ့တာဝန်ပေးခဲ့ပါတယ်စစ်ကောင်စီကောင်းဆောင်လေးနဲ့ကြီးတဲ့ရဲ့နံပါတ်လေးကောင်းဆောင်ဖြစ်တဲ့စီဥစီရာရှိချုပ်ကြီးရာလူကိုဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုခန့်ခဲ့ပါကသူကလက်ရှိစစ်ကောင်းဆောင်အလုံးမှာစစ်တပ်ထိတ်ပိုင်ကောင်းဆောင်တအုပ်ဖြစ်လာနိုင်တယ်လို့စီရင်လေးလာသူတွေကဆိုပါတယ် em ဆလတ်ပြီးစကိုင်းမျိုးအလုံးစုံထိန်းချုပ်နိုင်ဖို့တမ33ကိုစစ်ကောင်စီအင်အားဖြင့်မြို့ပတ်လည်ကိုလည်းစစ်ကြောင်းမကြာခဏထိုးနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမျိုးကိုအလုံးစုံထိန်းချုပ်နိုင်ဖို့အတွက်စစ်ကောင်စီကတမ33ကိုအင်အားဖြင့်တင်နေပြီးမြို့ပတ်လည်ကိုလည်းမကြာခဏစစ်ကြောင်းထိုးနေကြောင်းမြေပြင်တော်လိုင်းရဲဘော်တွေနဲ့ဒေသခံတွေစီကသိရပါရယ်။မေလမှစတင်ပြီးစစ်ကောင်စီကတမ33ကိုအင်အားဖြင့်တင်မှုတွေပြုလုပ်နေခြင်းဖြစ်ပြီးဒီလိုအင်အားဖြင့်တင်နိုင်ဖို့မုံရွာချေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့မန္တလေးချေဆိုင်လေပိုင်း င်းစစ်ဌာနချုပ်တို့မှစစ်သားတွေအပြင်ဖြူစောတီနဲ့ပြည်သူစစ်တွေကိုပါစုဆောင်ထားကြောင်းစကိုင်းတိုင်းခြေဆိုင်မြေပြင်တော်လှန်ရေးဘော်တအုပ်ဖြစ်တဲ့ရေးဘော်ရာဟုကသတင်းဌာနကိုပြောပါတယ်အင်အားကနာမခလာ ဖနှစ်ဖက်လုံးကနေဝင်ထွက်နေတာ ပြူနဲ့ပြည်သူစစ်ကတော့အဓိကပေါ်လေနေမြေကိုအပြည့်ဝပြန်လဲထိန်းချုပ်ချင်တာနဲ့စစ်ကောင်စီပြုလုပ်မဲ့ရွှေကောက်ပွဲကြောင်းအင်အားတွေဖြစ်နေတာဖြစ်မယ်လို့ရဲဘော်ရှာဟုကဆိုပါတယ်အခုလိုစစ်ကောင်စီကအင်အားဖြည့်တင်းမှုနဲ့စစ်ကြောင်းထိုးနေမှုတွေကြောင်းသကိုင်းမြို့အနောက်ချမ်းရှိကြေးရွာတွေမှာပြည်သူများစစ်ဆောင်နေရတာနှစ်ပတ်ခန့်ရှိနေပြီးမင်းကုန်းမြောက်ချမ်းမှာပြည်သူများစစ်ဆောင်နေရတာတစ်ပတ်ခန့်ရှိနေပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့မေလ31ရက်ကတော်လိုင်းတပ်ဖွဲ့တွေကတပ်မ33ကိုရှော့လိုက်တုံးတုံးလို့နဲ့တိုက်ခိုက်ပြီးရဲ့နောက် စစ်ကောင်စီကမြေပြင်စစ်ကြောင်းထိုးမှုတွေကိုပုံမပြုတ်လုပ်နေခြင်းဖြစ်တယ်လို့စကားမြုပ်ကံမျိုးသားတအုပ်ကဆိုပါတယ်။ ရှော့တိုက်တုံးထုခံရတဲ့ဖြစ်စဉ်ရဲ့ငလင်းပြန်လဲထူထောင်ရေးအတွက်မြို့ပေါ်မှာစစ်ကောင်စီကလူကြီးခင်းစင်တွေစိတ်လာတာစကားဆအုပ်ချုပ်ရေးမရှိတဲ့နေရာတွေမှာငလင်းကူညီရေးတွေဝင်မှကြောင်းမြို့ပပလင်ကိုစစ်ကြောင်းထိုးပြီးရွာတွေမှာတက်ဆွဲတာမြို့ကိုနှစ်ထပ်သုံးထပ်ကားတဲ့ပုံစံမှာပြုလုပ်နေတာလို့၎င်းကပြောပါတယ်အခုလိုစစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့ကျေးရွာတွေကငလင်းတန်ခံရတဲ့ဒေသတွေဖြစ်တဲ့အပြင်လက်ရှိမှာလည်းအရာရီမြင့်ရေးမြင့်တက်မှုတွေကြောင်းအခက်အခဲများပုံမို့ကြုံတွေ့နေရတဲ့အတွက်မြေပြင်ကူညီများစွာလိုအပ်နေကြောင်း၎င်းကဆက်လက်ရှင်းပြပါတယ် ွင်ဒါအပြင်စစ်ကောင်စီကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေမှုတွေကြောင့်အင်အားမများတဲ့အတွက်မြပြည်တော်လိုင်းရဲဘော်များလည်းရှောင်တိန်ပြေးခဲ့ရကြောင်းဇကိုင်းမြို့ကန်ရဲဘော်တောက်ကပြောပါရယ်အခုမနက်လေကန်းတလူတိုးကိန်းနာကညောင်ပင်စင်မြင်းမွေးရွာတဲ့ကိုစစ်ကောင်စီကအင်အားနေရနဲ့စစ်ကြောင်းထိုးနေရလို့ဇကိုင်းမြို့ကန်ရဲဘော်တောက်ကပြောပါရယ်ပြီးခဲ့တဲ့ဇွန်လဆယ်ရက်ကစစ်ကောင်စီကောင်းဆောင်ဖို့ချုပ်မှုကြီးမြောင်းလိုင်းကဇကိုင်းမြို့ကိုလာရောက်ခဲ့ခြင်းဖြစ်ပြီး၎င်းမလာရောက်မီကအင်အားအများပြားတိုးချဲ့ထားခဲ့တာဖြစ်ပြီးမြောင်းလိုင်းပြန်သွားခဲ့တော့လဲစစ်အင်အားတိုးချဲ့ င်မှုကိုရှုပ်သိမ်းမှုမရှိခဲ့ပါဘူး။လက်ရှိမုံရွာစကိုင်းလမ်းပိုင်းမှာလည်းတော်လိုင်းတပ်ဖွဲ့များနေမြီစုမှုနိုင်မှုနဲ့ပါသွားတာကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှစစ်သားများကစကိုင်းမြို့ရှိတပ်မ33ကိုအလွယ်တကူစစ်အင်အားများဖြည့်ပေးနိုင်ကြောင်းမြေပြင်တော်လိုင်းရဲဘော်တွေကဆိုရလို့သတင်းမှဖော်ပြပါရှိပါရရှင်။